ချန်ငင်လို့စကမ်း240အချိန်မှုအခါမှုမူးရီရွာလာတဲ့မနေ့အစောကြီးချန်ချန်စီစီမှားပဲကိုရုဖွဲခွဲကန်းဝင်ကြပါလေမင်းညက်နေရဲကဗိုက်နာနေတဲ့မွေးလူနာဟာခုမနေ့ထိမထွက်သေးတော့အရေးပေါ်ဗိုက်ခွဲမွေးဖို့ဆုံးဖြတ်လိုက်ကြတာပေါ့အိုကြီးမရှိပေမဲ့လေသူတို့ကိုအိုကြီး20ပုံစံသွင်းပေးထားတဲ့အလေးအကျင့်အတိုင်းပဲတသွေးမတိတ် လိုက်နာကြရတာလေပထမဦးကြီးကဂိုင်လိုင်းတွေပရိုတိုကောတွေလက်ထပ်သင်ကြားပေးပြီးသားဒုတိယဦးကြီးလက်ထက်မှာအပူလိုအမှားယွင်းမရှိအောင် ပြန်ချောသက်ပေးထားတော့ကုရုစီုံရဲ့ကိုယ်ဆောင်မိခင်ဆောင်ရှောက်မှုကတော့စနစ်တကျရှိနေတာအမှန်ပါပဲနောက်လူအစ်တေလာရင်လဲဒီစနစ်တိုင်းပဲလက်ဆင့်ကမ်းပြီးအလုပ်လုပ်ကြတယ်အဲ့ဒါကြောင့်ကလေး150မွေးပြီးတာတောင် ပယ်ရီနီတယ်မော်ဒယ်လတီမရှိအောင်ထိန်းထားနိုင်ခဲ့ပါတယ်။စောက်ထားတဲ့မော်ဂျူရီအတစ်ကြီးတောင်ခုတက်ထိဈေးဥမပေါက်သေးတော့ကလေးတွေကအလောင်းခွဲမဲ့အုတ်ခုံကြီးပေါ်မှာအကြောက်အလန့်မရှိစော်ကစားကြ တက်အိတ်ကြအပန်းဖြေနားနေဆောင်ကြီးလုံနေကြတာလေ။ဈေးဥကိုလူသစ်တွေရောက်လာရင် AN ကဲမှာဗိုက်ဆန်းတာ Evicious နားထောင်တာ majority assessment လောက်တာကအစား မလုတ်တက်စရာမရှိအောင်သင်ပေးထားပါတယ်။နေ့စီလာစီမွေးမဲ့အချိန်ရောက်ရင်လည်းတားဖွာခြင်းတက်ပညာတွေကိုအယုတ်ကလေးနဲ့သင် လူနာနဲ့သင်ကိုယ်တိုင်ကိုယ်ကျမွေးပြတတ်တဲ့အထိလက်တွေ့သင်ပေးထားပါတယ်။ဆူလူရာကကိုရုစေယုံက train ထားတဲ့ကလေးတွေဟာ normal liver လောက်တော့မမွေးတတ်စရာမရှိပါဘူး။သို့တော့သူတို့အနေနဲ့မွေးရမယ့်ဘိုက် ဆရာဝန်စီအချိန်မီရောက်အောင်လွှဲပေးရမယ်ဘိုင်းဆိုတာဘလူမျိုးလဲလို့ရှင်းရှင်းလင်းလင်းသဘောပေါက်အောင်လဲတင်ထားပေးပါတယ်ငွေမွေးချံပေါက်ကလေးတွေဆို complicated pregnancy တွေကိုအကုန်မြင်မှုပြီးသားလေ one scar two scar scar rupture တွေရော abrasio placenta placenta previa rotting placenta တွေရော maternal distress fetal distress abnormal eye abnormal presentation twins pregnancy ပါသူတို့အကုန်ကြုံမှုကြတယ် eclampsia နဲ့တောင့်တင်းကော့ပြန်ပြီး fit စီရနေတဲ့လူနာကိုလည်းသူတို့မွေးဘူးပါတယ်နှစ်နှစ်ဆိုတဲ့ကာလသူတို့အတွက်အတွေ့အကြုံတွေစုံသစ်တဲ့လောက်စုံပြီလို့ပြောလို့ရပါတယ်အရေးအကြောင်းဆိုမြက်ကလူးဆံပြဖြစ်နေတဲ့သူတယောက်မှမပါပါဘူးကိုလုတ်ဆရာရှိတဲ့အလုပ်ကိုတွတ်တွတ်လက်လက်အမှားအယွင်းမရှိ လုံနိုင်မှုလေ့ကျင့်ပေးထားပါတယ်။ဆရာဝန်ကြီးဆိုရင်တော့ emergency LSCS လူတိုင်းလုံတက်နေအောင်အလှည့်ကျသင်ပေးထားတယ်။အခုနောက်ပိုင်းစီစားရေးဆိုကိုဝင်စရာတောင်မလိုတော့သူတို့ကသူတို့ပဲလုပ်ကြတာ။ဘေးမှာတော့အစင်းသင်းဆောင်ပေးရတာပေါ့လူရင်ကူရအောင်။ခလေးကောက်ခလေးပြုစု neonatal research station ကိုလည်းလူတိုင်းလုံတက်အောင်သင်ပေးထားတယ်။ကိုယ့်ရဲ့ principle ကတော့ဘာပဲလုပ်လို့ လိုအပ်သမျှပစ္စည်းတွေကိုအကုန်လက်ရကမ်းမိမှာရှိအောင်ယူထားပြင်ဆင်ထားပြီးရင်ကိုလုတ်ဆရာရှိတာကိုသေးသေးချာချာလုပ်အစမပြင်းအကြီးခေါ်ကိုအားမနာရဘူးလို့အဲ့ဒါလိုပဲသင်ပေးထားပါတယ်လေကိုဆရာထွက်တဲ့အေးဆရာအားကြောင့် LSS လုတ်တာမယ် appendix hernia perforation pies chest ရှိလောက်တော့ကျွမ်းကျွမ်းကျင်ကျင်လုတ်တတ်နေရမယ်အဲ့ဒါအပြင် ECG နဲ့ ultrasound ကိုလည်း တီမီခောင်းမိရှိအောင်ဆရာသမားတွေနဲ့အပ်ပြီး online training ယူခိုင်းထားတယ်။အဲ့ဒီကမှနေသူတို့အားလုံး spine ထိုးတတ်ရမယ်။ attitude ဝင်အောင်ထည့်တတ်ရမယ်။မိစည်းစက်ကြီးနဲ့ကြီးရပြတ်တဲ့အထိသင်ပေးထားပါရယ်။ဓာတ်မှန်ရိုက်တာလဲသူတို့နဲ့ပဲရိုက်နေတာလေ။ဘယ်လို့ပဲဖြစ်ဖြစ်ဘာပြီးရင်ဘာလုပ်ရမလဲ။တစ်နှစ်သုံးလေးနံပါတ်စင်တက်ပြီးဆိုင်ရွက်တွေနဲ့ချရေးထားအဲ့ဒီအတိုင်းပဲလုပ်ကြတာ။ ။ဘာဖြစ်လို့ဆိုတော့ဒီမှာ specialist ဆိုလို့ကိုတယောက်တည်းရှိပြီးကြံတဲ့အလုပ်တွေကိုသူတို့အားကိုးနဲ့အကုန်ကိုဘာသာကိုလုပ်နေရတာမဟုတ်ပါ။နှမှုဆိုဘာအလုပ်မှလုပ်လို့ရမှာမဟုတ်ပဲလာသမျှထိုင်လွှဲနေရမယ်ဥစား။ဒီကလေးတွေနဲ့အလုပ်လုပ်တာစိတ်ချရသလားစိတ်မချရသလားစေဟာဆင်းသွားတဲ့လူနာရဲ့အားလုံးသက်သေရှိပါတယ်။မိစည်းပိစက်ကြီးနဲ့ကြီးရေးပေးထားလူနာအယောက်90ပြည့်ပြီ hemorrhagic pancreatitis နဲ့လူနာတယောက်ပဲပြန်မနှိုးတာရှိခဲ့ဘူးလေကျွန်တော်ကအဆင်ပြေပါတယ်မလုဖဲနေရင်တည်သွားမဲ့လူနာတွေကို သူတို့အားကိုးနဲ့မဖြစ်ဖြစ်အောင်တင်ယူလေ့ကျင့်ပြီး အသက်ကယ်နိုင်ခဲ့တဲ့လူနာတွေကိုစည်ရင်းစရာအတိအကျနဲ့ကို ပြလို့ရပါတယ် team work ဆိုတာသူတို့ကိုယ်တိုင်ဝင်မလုဖဲတလက်မမှရွေးစရာအကြောင်းမရှိပါဘူးအခုကိုစေးရုံကဆရာအောင်လေးတွေဟာ တခါတရံကိုပြင်ထွက်တဲ့အခါဆေးရုံကိုသူတို့ဖာသူတို့ထိန်းထားနိုင်တဲ့အခြေအနေမှာရှိပါတယ်။ခနာတစ်ဖြုတ်တော့မျက်နှာလွှဲထားလို့ရပြီဆိုတဲ့သဘောပေါ့။အဲ့ဒီတော့ကို့အနေနဲ့အရေးကြီးတဲ့ကိစ္စရှိလို့အပြင်ကိုထွက်ပြီးလှုပ်လို့ရမယ်ဆိုလေဆေးရုံလုံးတွေရက်တက်မသွားဘူး။သူတို့ထဲကတချို့တလေအပြင်ထွက်အလုပ်လုပ်ကြရရင်လေဆေးရုံမှာအရှိန်ပြတ်မသွားဘူး။အဲ့ဒီလိုဆိုတော့အရေးကြီးတဲ့အချိန် အရေးကြီးတဲ့နေရာတွေစီမှာကုလစေုံကနေ outreach combat medics အဖွဲ့တစ်ဖွဲ့အပြင်ထွက်ပြီးအလုပ်လုပ်ကြဖို့နောက်ထပ်ခြေလှမ်းသစ်ဆကြပါတယ်ဒီအဖွဲ့ကတော့လူမမာစစ်ကူမဟုတ်ဘဲဒဏ်ရာရလူနာတွေကိုအသက်ကယ်ဖို့စေုံကိုအချိန်မီလွှဲနိုင်ဖို့အဓိကထားပါတယ်ဒါဆိုရင်တော့ကိုစေုံကဆရာဝန်တွေဟာကိုမပါလဲပဲသူတို့ပါသူတို့စိတ်ချလက်ချအလုပ်လုပ်နိုင်စွမ်းရှိဖို့လိုတယ်မလားကိုက လိုအပ်ရင်ကူညီဖို့လက်တကမ်းမှရှိနေမယ်လေဒါရီဘာလို့ပြောနေလဲဆိုတော့ငါတော်တယ်ငါတတ်တယ်လို့ကြွားဖို့ဝါဖို့ဂုံစားဖို့မဟုတ်ပါဘူးခုစေုံမှာကလေးတွေကိုစာတင်နေတယ်ဆိုတော့ဘဲစာကိုဘဲနဝမောင်းတင်မလို့တော့လို့ကရဂလန်ကဘလူရှိတာတော့လို့အမေခံရတဲ့အခါကိုကဘလူပြန်ပြန်မှမသိဘူးတသမျှမှတ်သမျှတော့သင်ပေးနေတာပဲလေ စီးဥမှာလက်ရှိအလုပ်လုပ်နေတဲ့သူဆိုရင်စိရသားကတော့ဓာရီဓာရီသူတို့ကိုယ်တိုင်လှုပ်တတ်ကြတယ်။သူနာပြုဆရာမတွေကဒီလှုပ်ဒီလှုပ်တွေလုပ်နိုင်ကြတယ်။ဆရာဝန်ဆိုရင်တော့ဒီတိုင်းတာအထိတအောင်သင်ပေးထားပြီးအလုပ်လုပ်နေကြပါတယ်လို့ပဲဖြေလိုက်တယ်။ဥရုအတင်နာအလုပ်ကတင်တယ်လူနာကတင်တယ်အကြီးကအငယ်စီကိုကိုတက်ထားတဲ့အတိုင်းလက်ဆင့်ခံပြီးတင်တယ်။သို့သော် ဘသူအမှစာမျိုးဝဲလာဆက်ပြီး အောင်လက်မှတ်မပေးတဲ့အတွက် accreditation နဲ့ပတ်သက်လာရင် စကားပြောစရာဖြစ်တယ်။ဘာမှဝင်ဘူးပေါ့လေ။ဟုတ်တာပေါ့။ရှိသမျှအလုပ်တွေဘလို့ပင်သိမ့်ကျုံလုပ်ထားတော့ညာအပေါ်ကနှမ်းလာဖြူမဲ့သူမရှိတဲ့အခါတစ်ဖက်သုတ်သားဆိုရဲနှမ်းလည်းမပါဘူး။သွားအမိုက်ပုံးနဲ့လှုပ်ပစ်လိုက်လို့ master chef ကဒိုင်းနေကပြောတော့မှာပဲကိုရုစေကန်းလိုပဲထိုင်းနေဆက်မှာ ဒေါက်တာစင်တီယာမောင်ရဲ့မေရိုစီကန်ဆိုတာရှိတယ်။အရနာမည်ကြီးတာပဲ။လူနာလည်းများတယ်တဲ့။သို့တော်လည်းအဲ့ဒီဆေးရုံမှာတော့ normally ပါတော့တာခွင့်ပြုထားပြီး Alessia ဆိုရင်လုံးခွင့်မပေးဘူး။တခြားဆေးရုံကိုလွှဲရတယ်တဲ့။ Minor surgical procedure တွေဆိုလဲ local ထိုးပြီးရအောင်ခွဲနိုင်ရင်ခွဲ။အဲ့ဒါနဲ့မှမရရင် spine တောင်ပေးမထိုးဘူးတဲ့။ပစ္စည်းမရှိတာဆရာဝန်မရှိတာ။ training ပေးမဲ့သူမရှိတာတော့မဟုတ်ပါဘူးကြည့်ရတာတစ်ဖက်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနက specialist center အဖြစ်အတိအမှတ်ပြုမထားပဲသူတို့စီမှာ registration လုပ်မထားတဲ့အထုကုဆရာဝန်တွေရဲ့ဥတာမှုကိုတရားဝင်အတိအမှတ်ပြုဖို့မဖြစ်နိုင်တာလို့ယူဆပါတယ်လုတ်တက်တယ်ဆိုတိုင်းရှောက်လုံလို့ပြဿနာတက်လာရင်သူတို့ကဘာဖြစ်လို့ခွင့်ပြုထားသလဲဆို အမှုလာပတ်မှာဆိုတာကို သူတို့စီကအကြောင်းသိလိုက်ရတော့တော်ပါသေးရဲ့ငါတို့စီမှာတော့အဲ့ဒီလိုမျိုးကန့်သတ်မထားပဲဝိုင်းကြဝင်းကြကူညီကြတဲ့အတွက်အသက်တွေအများကြီးကယ်လို့ရတာပါလားလို့တွေးမိပြီး စိတ်ထဲမှာတော်တော်လေးဝမ်းသာမိပါတယ်သူတို့လည်းတည်တည်ချာချာပြန်စဉ်းစားကြည့်တော့မဟုတ်တန်းတရားတွေရှောက်တွေးနေပါလားလို့အမြင်မှန်ရပြီးတိုင်နဲ့ခေါင်းနဲ့သာတတိုင်းတိုင်းဆောင်းပလိုက်ချင်တော့တယ်လူကလေးမောင်ဆိုးမင်းမင်းကဘသူကဒီလုပ်ဒီလုပ်ဖို့ခွင့်ပြုထားတဲ့ထင်ရတာတော့ မြမပီစီကောင်စီကမောင်ရင်ကိုစေကူတာခွင့်လိုင်စင်ပိတ်သိမ်းထားတယ်မဟုတ်ဘူးလားဆရာထုကန့်ကျော်ကဒါလူမှုထုကျွန်စုပေးတာဆရာစုမဲကတော့လိုင်စင်မဲ့ခွဲစိတ်မှုတွေလုပ်နေတဲ့အတွက်လူနာတယောက်မှမတည်လဲပဲအဲ့ဒီဆရာဝန်တည်တံပေးဖို့တင့်နေပြီဘာတဲ့မောင်ရင်ကမီးစီးတွေပါ ပေးနေသလားဟုတ်စဘယ်တော့ကမီးစီးပွဲတွေရထားပြီးအထူးကူလိုင်စင်ယူထားဘူးလို့လေအဲ့ဒါရန်ကူလေရန်ကူ ကိုနဲ့မဆိုင်တာတွေအကုန်တိနေရလောင်းမင်းကဝင်ဘာကောင်ရမှတ်နေလဲ limited resource ကြားမှာတယောက်မှ မကူပဲထိုင်လွှဲနေတဲ့ဆရာဝန်ကြောင့်လူနာဘယ်နှယောက်တည်တည်အပြစ်မရှိဘူးမင်းမှမရှောက်ကူတာတယောက်မှမသေးသည့်တန်အောင်အပြစ်ကတော့ရှိတာပဲအဲ့ဒါကြောင့်ငါဘာတွေကူတယ်ငါဘာလူနာတွေခွဲတယ်အရှက်မရှိရှောက်ကြွားမနေနဲ့ဒါတွေအကုန်လုံးကနောက်ကျောင်းပြန်အေးအေးယူရရင် သက်၁၀ချောင်းရှိတော့မလောက်ဘူးအကုန်သေးတန်ထိုက်တယ်ဖះဖះကြောက်စရာကြီးပါလားနော်ခုနေခါမယ်မမီသေးလို့သာကြည်နေတာမိများမိလို့ကတော့ကိုကုထားသမျှလူနာတိုင်းဟာကို့လေဘင်းကိုစွတ်မဲ့ကြိုးကွန်းတွေကြီးပဲသူတို့ပါသူတို့အသက်သေးချင်းသေးရှင်ချင်းရှင်ဘောင်ထဲမဝင်ဘူးအေးဒီဆရာဝန်ကတော့ထောင်ထဲဝင်ရမယ့်ကိစ္စလေတေးကြတယ်တကယ်တော့မင်းဟာလေအရေးပိုင်မင်းဥစိန်တင်လို့ ကမ်းဘလူနယ်ထဲမှာကြောက်တိုင်ကလေးပဲကြံရစ်ခဲ့ရမယ်ကောင်းရန်ကုန်ကစေကန်းနေပေါ်များအဲ့ဒလူလာခွဲလို့ကတော့ ICS ဥထင်တုတ်ကိုကားရဲလက်ပြပုံထဲတယ်လို့ထက်ခံရလိမ့်မယ်ဒီခါကျမှပဲကို့အပေါ်မှာကုရုစာဂျီကဲဆူဆိုက်တီကဘာဖြစ်လို့ပေါ်ပေါ်ထင်းနေအဆက်ဆက်အပြောဆိုမလုပ်ကြတဲ့လဲဆိုတာကိုနားလည်လာပါတယ်ကိုက license မဲ့ဆရာဝန်ဖြစ်နေတာကို လူမမြင်သူမမြင်အမောင်ထဲမှာပဲရှိတဲ့နဲ့ပေါ်ပေါ်ထင်ထင်လူရဝင်ခြင်းလို့မရဘူးကို့အဆင့်ကိုနားမလဲပဲတနေ့တနေ့ကို့ကိုကိုတော်ဟောချောင်းတက်ချောင်းအမွန့်တင်နေစားရရေးနေတာကိုကအင်မတန်သက်မြင်ကပ်เสียကောင်းတော့တာပါကို့ကုံကို့ဖော်မတူတော့တဲ့အဲ့ဒါကြောင့်မို့ဘသူကမှစေဖို့ကြောပဲမလုပ်ချင်ကြတာအရင်တော့ခေါ်ခေါ်ပြောပြောရှိတဲ့သူတွေတောင် နှုတ်မစနဲ့ငါကိုနင်းကလေးပြစ်သွားရပါရင်ဆိုတစိမ့်ဒီလိုနေနေရပြီလက်စတတ်တော့အဲ့ဒါလိုရှိတာကိုသိပါပြီသိပါပြီဒါတောင်ကို့ပြောကားကြောင့်ဘယ်လူနာတူတယောက်မှအသက်မသိဘူးပါဘူးဘယ်လူနာတူတယောက်စီကားမှလဲအခချင်းငွေတပြားတစ်ချက်မှမတောင်းဘူးပါဘူးဘယ်ဆရာဝန်ဆရာလူနာကိုမှလဲကို့စီရအောင်လူမရပါဘူး ကြော်လော်ကင်းပါတယ်ကြီးကြီးငယ်ငယ်ဘယ်ဆရာဝန်ကိုမှတပုတ်လီလိုမကောင်းပြောတာလည်းမရှိပါဘူးဘလို့ကြောင့်မိဘွက်ကိုရှာနိုင်ရပါလဲနော်မောင်မသူကိုမှအပြစ်လဲမတင်ပေချစ်ပရိရဲ့ကိုတည်သလိုလိုနဲ့ချစ်စရာကြပြရဘူးလားနှစ်သက်ယုံစားမိခဲ့လူလေး ဘူးနော်မျက်စိတွေပိုးကောင်ဝင်သွားတာခုနေမြာ Facebook profile လေးကိုသူများမမှတ်မိအောင်ကိုရီးယားမင်းသားဓာတ်ပုံလေးနဲ့အကောင့်လင်းချင်ရမယ်ဆိုလို့ရှင်ငါဆိုတာမင်းအတွက်ဘောင်မဝင်တဲ့ကောင်လို့များပြီးမိမလားမသိပါဘူးဒါပေမဲ့လေကိုလုံးချင်တဲ့လုပ်တွေကိုကိုပါကိုဘောင်ဝင်အောင်မှတ်တမ်းကလေးနဲ့တင်ထားလိုက်ပါတယ်ဒီလူနာလေး ဒီလိုအခြေအနေမျိုးနဲ့ရောက်လာတယ်ဒါလေးတွေလုတ်ပေးလိုက်တယ်ဒီဟာပြန်ဆင်းသွားတဲ့အခြေအနေစာလေးရေးထားလိုက်တယ်ဓာတ်ပုံလေးရိုက်ယူထားလိုက်တယ်ဘသူ့ဘုံမှပြောင်းအောင်မဟုတ်ပါဘူးကို့ဘာသာကိုတင်ထားရမယ်ဟာစီကောင်စီရာကို့ကိုအတိမတ်မပြုတ်တော့လဲပဲကိုကတော့စီကောင်စီကိုအတိမတ်ပြုစဲဖြစ်တဲ့အတွက်ကြောင့်ကျိန်ဆူထားတဲ့ဂျမ်းတစ္ဆာတွေဖောက်ဖြစ်တဲ့အလုံမျိုးကို တိတ်တိတ်ကလေးတောင်မလို့ဘူးသရီးစကားမပြေပဲ cesarean sterilization နဲ့မလို့ဘူး vasectomy လဲလုံးမပေးဘူးကိုယ်လက်အောက်မှာရှိရဲ့အငယ်တွေရဲ့ကုသမှုတွေကိုလည်းပဲဘယ်တော့အခါမှမျက်နှလွဲခဲပြစ်မလို့ဘူးမျက်စိအောက်မှာအမြဲစောင့်ကြည့်တယ်ကိုမကျွမ်းကျင်တဲ့နေပင်မှာလဲဘယ်တော့မှ ရွာလွန်ရက်တိုက်မလို့ဘူးတိုင်မြင်မေးမြန်းပြီးမှ သူတို့ခိုင်းတဲ့အတိုင်းပဲလုပ်တယ်ဒါကြောင့်မို့ ကိုယ့်ရဲ့မှတ်တမ်းဟာကို့အတွက်တော့ logbook သက်သက်ပါပဲအကျွားစရင်မဟုတ်ပါဘူး I don't do branding I myself a brand အခုလက်ရှိလုပ်နေသမျှအလုပ်တိုင်းဟာလူနာကောင်းမှုကလွဲဘာအကျိုးစီးပွားကိုမှမမျှော်လင့်ဘူးဘသူဘဝအတိမတ်ပြုခြင်းပြုမပြုခြင်းနေဒါစိတ်ဆုလို့ပြောတဲ့စကားမဟုတ်ပါဘူးဖြည်းဖြည်းလေးပြောတာတနေ့ဓာိုက်ပြီးသွားတဲ့တနေ့ ကိုရင်ကိုပြန်ရောက်တဲ့တနေ့စီးဆက်မကူတော့ပဲတော်တော်ရရာလေးပြန်နေမယ်ခကြီးတွေသွားမယ်တချင်းနေစုမယ်စားရရေးမယ်စားတော့လေပတ်ရီမောပျော်ရွှင်လို့ဒီကာလာကြီးတစ်ခုလုံးရဲ့အကြောင်းအရာတွေကိုမေ့ပြလိုက်တော့မယ်ဘုသူပြောရလဲဟုတ်သေးပါဘူးလူမားနေပြီထင်တယ်ဟုတ်အဲ့ဒါကျွန်တော်မသိတဲ့အဖြစ်အပျက်တွေပါ ရှင်တိုင်းတမန်ရှာလို့တော့ဆရာဝန်ကပြောတာပဲတမင်းစားပြီလားမစားရသေးဘူးလားတောင်မမှတ်မိလို့ထပ်စားလိုက်အောင်မနော်ငငယ်ကအမိချက်တဲ့ဟင်းလောက်တော့ဘယ်ဟာမှစားမကောင်းပါဘူးလေနှုတ်ပုတ်ထဲရလို့နေ့တိုင်းအစကပြန်ပြန်ချူးပေးမယ်ရှင်သာသူလေးတယောက်လောက်ရှိရင်တော့ကောင်းပါပဲဒါပေမဲ့ Ryan Gosling ကိုလလလနဲ့မှပူကြိုက်တယ်။ခင်ဗျားတီးမယ်ဆိုရင် ကျွန်တော်ဆိုပေးမှာပေါ့ City of stars, are you shining there for me City of stars, there's so much that I can not see Who knows I felt it from the first embrace I share with you But now our dreams may finally come true.